မင်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတာဝန်ယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဧပြီလ26ရက်နေ့ပုံဟမ်းမင်းကြီးဇာပနပွဲကိုကမ္ဘာကောင်းဆောင်အများပြတ်ကတက်ရောက်လာမဲ့သတင်းအပြည့်ရပြီးတဲ့အခါရုရှားနဲ့ဆက်ဆွေးနွေးဖို့အသင့်ရှိတဲ့အကြောင်းယူကရိန်းသမ္မတဇယ်လန်စကီးရဲ့ပြောကြားချက်သတင်းနဲ့ ကက်ရှမီးယားစစ်သွေးကြွတိုက်ခိုက်မှုတွင်ကမ္ဘာလက်ခီးသွားအယောက်20ကျော်သေဆုံးခဲ့ရတဲ့သတင်းတွေပဲဖြစ်ပါရီပထမဆုံးတင်ဆက်ပေးမှာကတော့လာမယ့်ဧပြီလ26ရက်နေ့တွင်ပိုဟမ်မင်းကြီးဖရန်စစ်ရဲ့ဇာပနအခမ်းအနားကို စိန့်ပီတာယဉ်ပြင်မှာကျင်းပဖို့အတွက်ရိုမန်ကက်သလစ်ယဟန်အမတ်တွေကဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါရီ ကဘာတဝမ်းကခေါင်းဆောင်တွေကိုဖိတ်ကြားမဲ့မြင့်မြတ်တဲ့ဒီအခမ်းအနားအတွက်အခုလိုမျိုး နေရာနဲ့ရက်ကိုတတ်မှတ်ခဲ့ကြတာပါဆနစ်နှစ်ကြာပုံဟမ်းမင်းကြီးနေထိုင်ခဲ့တဲ့စန်တမာတာအိမ်တော်ကဖះအကြောင်းဆောင်တွင်တစ်သားခေါင်းတလားထဲမှာ ရုပ်လောင်းကို ထိမ့်သိမ်းထားခဲ့တာဖြစ်ပါတယ်ဒါပထမဆုံးသောလက်တင်အမေရိကအနွယ်ပုံဟမ်းမင်းကြီးကိုကြီးညိုတဲ့ဘာသာဝင်တွေက နောက်ဆုံးကာရောပြုခွင့်ရတော့မှလည်းဖြစ်ပါတယ် ပိုဟမ်မင်းကြီးနဲ့အချင်းချင်းထိတ်တိုက်တွေ့ခဲ့ဘူးတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့သူနဲ့သူ့ဇနီးဟာရောမမျိုးတော်ကိုလေရင်နဲ့တွားရောက်မယ်လို့အတည်ပြုထားပါတယ်လောလောဆယ်အဲ့ဒီဇာပနအခမ်းအနားတက်ရောက်မဲ့အခြားနိုင်ငံတော်အကြီးအကဲတွေထဲမှာအာဂျင်တီးနားသမ္မတဘရာဇီးသမ္မတနဲ့ယူကရိန်းသမ္မတတို့ပါဝင်တဲ့အကြောင်းဖော်ပြထားပါရီအဲ့နောက်ဧပြီလ23ရက်နေ့က ိုယဟမ်းမင်းကြီးရဲ့ရုပ်ကလတ်တော်ပါခေါန်ဒလာကိုစိန့်ပီတာဖခင်ကျောင်းစီရွှေ့ပြောင်းတည်ဆောင်ခဲ့ကြပါရီကက်သလစ်ကျောင်းတော်တန်ရှင်ရေးနဲ့ပြုပြင်ပြောင်းလဲရေးကိုအားစိုက်လှုပ်ဆောင်ခဲ့တဲ့ Francis ဟာပြီးခဲ့တဲ့တနင်္လာနေ့မနက်ပိုင်းမှာကွယ်လွန်သွားခဲ့တာပါဧပြီလ25ရက်နေ့ည9:00နာရီအထိစိန့်ပီတာကျောင်းတော်ကြီးထဲမှာယုတ်ကလတ်တော်ထားရှိထားမှဖြစ်တယ်လို့ ဧပြီလ26ရက်နေ့မနက်စင်နာရီအချိန်မှာလဲဇပနအခမ်းအနားကျင်းပသွားဖို့ရှိနေပါတယ်။

အမိုင်းမန်ဒတ်နတ်သူမိုင်းရုရှားသမ္မတဗလာဒီမာပူတင်ကလည်းရှေ့တန်းစစ်မျက်နှာတွေမှာတိုက်ခိုက်မှုတွေကိုရပ်ဖို့ကန့်လန့်ထားတဲ့အကြောင်းသိရပါတယ်။အဲ့ဒီညဉ့်ဉျာဉ်ရေးဆွေးနွေးပွဲမှာဘာမှမဖြစ်မြောက်ရင်ဂျောင်းဝင်ညှိနှိုင်းမှုကနေနှုတ်ထွက်တော်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေနဲ့တတိပေးခဲ့ပြီးနောက်မှာနှစ်ဖက်စလုံးရဲ့စစ်ပွဲအဆုံးသတ်ရေးသဘောထားကို ပြသလာခဲ့ကြတာပါ။ဒါပေမဲ့လည်းယူကရိန်းသမ္မတဘက်က အရာရာတိုင်းကိုမြန်မြန်ဆန်းဆန်းသဘောတူဖို့ခက်ခဲတယ်ဆိုပြီးတုံ့ပြန်ထားပါတယ်။အလုံးစုံဒါမှမဟုတ်ဒစိမ့်တပိုင်းအပြစ်ရရေးညှိနှိုင်းဖို့အတွက်ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကိုလုတ်ပိုင်ခွင့်ပေးထားတယ်ဆိုပြီးဇယ်လန်စကီက ဖြည့်ဆွတ်ပြောပါတယ်။ဧပြီလ23ရက်နေ့အတွင်းယူကရိန်းကိုယ်စားလှယ်အဖွဲ့ဟာ ဥရောပအပါအဝင်အမေရိကန်တာဝန်ရှိသူတွေနဲ့လန်ဒန်မြို့မှာဆွေးနွေးတော့ဖို့ရှိနေပါတယ်။ ခုတစ်ပတ်ထဲမှာထရမ့်ရဲ့အထူးကိုယ်စားလှယ်ဖြစ်သူစတီဖ်ဝစ်ကော့ဖ်ကလည်းမော်စကိုကိုထပ်သွားပြီးရုရှားသမ္မတနဲ့ဆွေးနွေးတော့မှာဖြစ်ပါတယ်ယူကရိန်းဒေသ၄ခုစလုံးမှာ အပြည့်အဝထိန်းချုပ်ခွင့်ရရေးတောင်းဆိုမှုကိုပူတင်ဘက်ကပြန်ရုပ်သိမ်းဖို့အတွက်ကန့်လန့်ထားတဲ့အကြောင်းဖော်ပြထားပါတယ်။အဲ့ဒီဒေသ၄ခုရဲ့ဒဇိတပိုင်းကိုသာရုရှားကတင်ထားနိုင်တာဖြစ်ပေမဲ့ငြင်းငြင်းရရယူမယ်ဆိုရင်ယူကရိန်းတပ်တွေတော့ပြန်ဆုတ်ပေးရမယ်ဆိုပြီး တောင်းဆိုထားခဲ့တာပါတစ်ဖက်မှာလည်းရုရှားသိမ်းပိုက်ထားတဲ့ခရိုင်းမီးယားကျွန်းဆွယ်နဲ့ရှေ့တန်းစစ်မျက်နှာကိုအရှိတိုင်းဆက်ထားပြီးစစ်ပြေငြိမ်းရေးအတွက်အမေရိကန်ဘက်ကကြောင်းဝင်အစိုးပြုထားကြောင်းသိရပါတယ်ကြောင်းဝင်ရဲ့ဝိနေတို့မရှိရှဝိတ်ကိုဒမိုဗတ်စ်ပရော့ဆန်နေဝိဒ်ပြောခွေးရခမေဂျူကရိနူတာရုစီယူ Если одна из сторон робитиме досягнення миру. နောက်ထပ်သတင်းတပုတ်အနေနဲ့အိန္ဒိယနိုင်ငံဂျမ်မူးနဲ့ကက်ရှမီးယားနယ်မြေကပဟလ်ဂမ်ဆိုတဲ့မြို့မှာစစ်သွေးကြဖြစ်တန်တရာရှိသူတွေဟာကမ္ဘာလက်ခီးသွားတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အနည်းဆုံးလူအယောက်20လောက်သေဆုံးခဲ့ရတယ်လို့သိရပါတယ် ဒါနှစ်ပေါင်းများစွာခက်ခဲကြက်တဲနေခဲ့တဲ့ဟိမဝင်တာဒေတာကရက်သားတွေကိုအစိုးရဆုံးတိုက်ခိုက်မှုဖြစ်တယ်လို့လဲဆိုပါရယ်ဒီဖြစ်အတွင်းသိဆုံးခဲ့သူတွေကဘယ်နိုင်ငံသားတွေဖြစ်တယ်ဆိုတာကိုတော့ချက်ချင်းမသိရသေးပါဘူးအဲ့နောက်နိုင်ငံရသူတွေကိုဒေတာရင်းစေုံတွေစီပို့ဆောင်ထားကြောင်းအမီမဖော်လို့သူတည်င်းရင်မြက်ကဖြေဆိုထားပါရယ်အိန္ဒိယဝန်ကြီးချုပ်နရိန်ဒရာမိုဒီကလည်းဒီလိုမျိုးရက်ဆက်ရုပ်မာတဲ့လှုပ်ရဲ့ နောက်ွယ်ကသူတွေကိုတရားစီရင်ရမှာဖြစ်ပြီးလူမြောက်ခွင့်ပေးမှာမဟုတ်ဘူးလို့ X လူမှုကွန်ရက်ပေါ်မှာရေးသားခဲ့ပါရီဒါအိန္ဒိယပြည်ထရေးဝန်ကြီးအာမစ်ရှာက လုံခြုံရေးအစည်းအဝေးကျင်းပဖို့ကက်ရှမီးယားဒေသကိုတွားရောက်နေခြင်းလည်းဖြစ်ပါရီကက်ရှမီးယားတော်လန်ရေးတပ်အမည်ရလူသိနေတဲ့စစ်သွေးကြအဖွဲ့တစ်ခုဟာအဲ့ဒီတိုက်ခိုက်မှုအတွက်တာဝန်ရှိတဲ့အကြောင်းဝန်ခံပြောဆိုထားပါရီအဲ့ဒီအဖွဲ့က ဒေတာရင်းမှာပြင်ပလူဦးရေ8000ခွဲကျော်အခြေချနေထိုင်လာမှုကိုမကျေနပ်တဲ့အကြောင်းနဲ့ဒါရီပြောင်းလဲလာအောင်လှုပ်ဆောင်မှုပေးတာဖြစ်ကြောင်းထပ်ပြောသွားခဲ့ပါတယ်။အကျိုးဆက်အဖြစ်အကြမ်းဖက်မှုတွေဟာတရားမှုရင် အခြေချနေထိုင်မှုကျိုးပန်းသူတွေစီဥတီသွားမှာပါလို့လဲဆိုပါတယ်။အရင်တိုက်ခိုက်မှုဟာလမ်းဘေးမြက်ခင်းပြင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်သွေးကြနှစ်ဦးကနေသုံးဦးထိကိုပတ်ဝန်းကျင်တဲ့အကြောင်းပြည်တွင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ဆက်လက်တင်ဆက်ပေးမှာကတော့ဧပြီလ23ရက်နေ့မနက်စောပိုင်းချိန်တုန်းကဖိလစ်ပိုင်နိုင်ငံမနီလာမြို့တော်ရဲ့စီးရင်သားရပ်ကွက်တစ်ခုမှာမီးကြီးကျယ်လောင်ကျွမ်းခဲ့တာကြောင့်ယာနဲ့ချီတဲ့ဒေသခံတွေကိုအုံမဲ့အိမ်မဲ့ဖြစ်စေခဲ့တယ်လို့သိရပါတယ်။ ဒေသစံတော်ချိန်မနက်တနာ55မိနစ်လောက်မှာမနီလာစိတ်ကမ်းဧရိယာရဲ့စင်ရသားရက်ွက်တစ်လျှောက်မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး9နာရီအကြာမှာတော့မီးငြိမ်သွားခဲ့ပါတယ်။မနီလာမြို့လေကောင်မှာရှိတဲ့အင်ဂျင်900လောက်ကမိသားစုပေါင်း1500ကိုထိခိုက်စေခဲ့ပြီးဒီအရေးအတွက်ထတ်တိုးလာနိုင်တယ်လို့တဘောဝ BN ရဲ့ရှော့ပါရေးစီမံခန့်ခွဲမှုယုံ DRRM ရဲ့ဒါရိုက်တာအနေနဲ့မှတ်ချက်ပြုပါတယ်။ ဖိလစ်ပိုင်နိုင်ငံကအဆောက်အုံတွေ နေအိမ်တွေနဲ့ရုံးခန်းတွေမှာမိဘလုံခြုံရေးကိုကြက်မတ်ဆောင်ရွက်တဲ့မှတ်တမ်းမရာ ပြည့်စုံမှုမရှိဘူးလို့လည်းပြောတော့ပါရီလွန်ခဲ့တဲ့ဩဂုတ်လမှာလည်းမနီလာမြို့ရဲ့တရုတ်တန်းအတွင်းငါးတက်တိုက်မိလောင်မှုဖြစ်ပွားခဲ့ပြီးနောက်လူ၁၁ဦးသေဆုံးခဲ့ရကြောင်းသိရပါရီ နောက်ထပ်သတင်းပုတ်အနေနဲ့ Voice of America VOA နဲ့ Radio Free Asia RFA သတင်းဌာနတို့ရဲ့ဝန်ထမ်းအလုံးကို ပြန်လည်ခံထားဖို့အတွက်ပြည်ထောင်စုတရားသူကြီးတို့က Trump ဆိုရကိုအမိန့်ထုတ်ပြန်လိုက်ပါတယ် Well, thank you very much. And today we're very thrilled to swear in the new chairman of the Trump ဆိုရကဖြတ်တောက်ခဲ့တဲ့အဲ့ဒီမီဒီယာတွေအတွက် Congress လွှတ်တော်ရွမ်းပုံငွေအလုံးကိုပါပြန်လည်ပေးအပ်ဖို့အတွက်မိန့်ချမှတ်ခဲ့တာပါ American Global Media Agency USAGM ရဲ့ယာယီ CEO ဖြစ်သူပေါ် VOA journalist နဲ့လို့ဖော်ကိုင်ဘက်တွေကဆွဲဆိုထားတဲ့အမှုကိုအဆုံးဖြတ်ပေးခဲ့တာဖြစ်ပါတယ် အဲ့ဒီအမှုတော်တရလူကိုစား Washington DC ရဲ့ခရိုင်တရားသူကြီး Rice Landpart ကယာယီတမိမိတ်ထုတ်ပေးခဲ့တာ ဖြစ်တယ်လို့ Trump အစိုးရရဲ့လှုပ်ဆောင်ချက်ကိုခိတ္တတားပြီးတဲ့သဘောလည်းဖြစ်ပါရယ် US AGM ဟာနိုင်ငံပိုင်မီဒီယာကွန်ရက်တွေကိုကြီးကြပ်ဖို့လွတ်လပ်တဲ့ပြည်ထောင်စုအဆင့် agency ဖြစ်ဖွဲ့စည်းထားပေမဲ့လက်ရှိမှာတော့ Trump အစိုးရကတိုက်ရိုက်ကင်တွင်နေတာဖြစ်ပါရယ် အခုလိုမျိုးဝန်ထမ်းတွေပြန်လည်ခန့်အပ်မှသာစိတ်ချယုံကြည်ရပြီးခိုင်လုံတိကျတဲ့ဗတ်မလိုက်ပဲပြည့်စုံတဲ့သတင်းတွေစစမ်းမပြတ်ပေးအပ်နိုင်မှာဖြစ်တယ်လို့အမိတ်မှာပါရှိပါရယ်အဲ့ဒီတားမြင့်မိတ်ဟာ Radio Free Europe နဲ့ Radio Liberty တို့နဲ့တော့မသက်ဆိုင်ပဲအဲ့ဒီဌာနက Trump ဆိုရကိုတီးကြားတရားဆွဲဆိုထားတာဖြစ်ပါရယ် Not going to be that high uh, it got up to there we were talking about fentanyl where နောက်ဆုံးတင်ဆက်ပေးမှာကတော့ Tesla share ဈေးရီ30ရာခိုင်နှုန်းကျော်ကျဆင်းသွားခဲ့ပြီးနောက် CEO ဖြစ်တဲ့ Elon Musk ကကုမ္ပဏီဘက်ကို ပြန်လာမယ်ဆိုပြီးပြီးခဲ့တဲ့အင်္ဂါနေ့မှာအတည်ပြုသွားပါတယ် Looks good. Pick number 2. It's beautiful. I think we're uh, our country had to do this. We had to go and do this. They've taken away other countries have become a member of the press. It takes great pictures. What do you think of it, Margot? Do you like the idea? I love it. Okay, good. We're gonna have fun. They're very happy. Trump ဆိုရအဖွဲ့မှာအကြံပေးဖြစ်ထမ်းဆောင်နေတဲ့ Musk ကသူ့ရဲ့အငင်းပွားပွေရာယာဒူးတာဝန်တွေကိုဒစိမ့်တစ်ပိုင်းရှော့ချသွားမယ်လို့လဲဆိုပါရီအထူးသဖြင့် Musk ရဲ့အစိုးရအကျိုးထိရောက်မှုရှိရေးဌာန Doge မှာအတုံးစီဖြတ်တောက်ရေးဆောင်ရွက်ချက်တွေကြောင့် Tesla ကုမ္ပဏီရဲ့အမျက်နဲ့ရောင်းအားကျဆင်းမှုတွေပေါ်ပေါက်လာခဲ့ပါရီ ဒါကြောင့်လာမယ့်မေလကစပြီးဒုရှဌာနအတွက်အချိန်ပေးထမှုတိတိတတ်တာရှော့ချသွားမယ်လို့မက်စကိုတိုင်းယင်းနှိမ့်နှံသူတွေကို အသိပေးခဲ့ပါရီအခုလိုမျိုးလက်ရဇွန်နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်ကမ္ဘာတဝန်းမှာ Tesla ကုမ္ပဏီပေါ်တပိတ်မောက်ဆန္ဒပြမှုတွေရှိလာခဲ့တဲ့အလျောက်မက်စကတပတ်ကိုတရက်ဒါမှမဟုတ်နှစ်ရက်သာအစိုးရတာဝန်အတွက်အချိန်ပေးတော့မယ်လို့ဖြည့်ဆွတ်ပြောသွားပါရီ 2025ပထမ3လပတ်မှာ Tesla ရဲ့ထုတ်ပြန်ချက်အရဝင်ငွေ20ရာခိုင်နှုန်းအထိရော့ကျသွားခဲ့တယ်လို့အမြတ်ရရှိမှုကလည်း80ရာခိုင်နှုန်းကျော်အထိကိုကျဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့လည်း Max ဟာ Doge ဌာနကသူတာဝန်ကိုအရေးကြီးတယ်ဆိုပြီးကောက်ွယ်ပြောဆိုခဲ့တဲ့အပြင် အစိုးရလေပတ်တဲ့စနစ်ပြင်ဆင်ရမှာပါ အများစုပြီးစီးသွားပြီဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ်။ဒါအပြင် ထရမ့်ရဲ့တရုတ်ပြည်မကြီးပေါ်အခွန်တိုးကောက်မှုတွေကတက်စလာကိုတက်ရောက်မှုများစွာ ဖြစ်စေခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်။ American ဈေးကွက်ထဲရောင်းချနေတဲ့တက်စလာကားတွေဟာပြည်တွင်းမှာတက်စင်တာဖြစ်ပေမဲ့လည်းတရုတ်နိုင်ငံကထုတ်တဲ့အစိပ်ပိုင်းများစွာကိုမှီခိုနေရတာဖြစ်ပါတယ်။တက်စလာရဲ့ကားရောင်းအားကပထမ3လပတ်မှာရင်73ရာခိုင်နှုန်းကိုကျဆင်းသွားတဲ့အလျောက်၃နှစ်တာအတွင်းအနေဆုံးစံချိန်ဖြစ်ခဲ့ပါတယ်။ thinking about sort of buying a battery. What does this provide you? It's so ludicrous. Um, I, I think sometimes if. Okay, ba. နိုင်ငံကသတင်းတွေကိုတလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရီကျွန်တော်ကတော့ကေဆက်နိုင်ပါ